လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေစုစည်းထားတဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကတော့တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့တစ်ချိန်လုံးသိုးစစ်စင်တက်ခတ်ခံရတာဖြစ်လို့မဟာမိတ်ဖွဲ့တွေစုပြီးပြန်တိုက်တဲ့သဘောဖြစ်တယ်လို့ဆိုပါရယ်၂၁ရာစုပင်လုံးကြီးလာကန်ပြီးကြတဲ့ကတိုင်းရင်းသားနယ်မြေတွေမှာ ဒုက္ခတွေကြီးများပြားလာတဲ့အထိသုံးစစ်တွေရှိနေပေမဲ့အစိုးရဘက်ကအေးလျူရှုခဲ့တယ်လို့လည်း UNFC ခေါင်းဆောင်တူဖြစ်သူနိုင်ဟန်သာကပြောပါတယ်။အမြဲတမ်းတိုက်ခံနေရတော့သူတို့ချင်းချင်းပြီးပြီးတော့ပြန်တိုက်တဲ့သဘောပေါ့လေ။ဒါကတော့ကျွန်တော်အဲ့လိုပဲထင်တယ်။မနက်ဒီသူနေရလဲဟိုမှာဟိုပြတ်သွားတဲ့ဒီလိုလေးဒါလည်းခင်ရမယ် ဒါတော့ကိုကသူ့သတ်ရင်သူကလည်းကိုပြန်တတ်ရမှာဒါတော့ဟိုခံစည်းချက်နဲ့လဲသူတို့ကတော့ဒီဒီပဲခံနိုင်ပါမယ်သူတို့လည်းတခါလေးတော့သူစစ်ထလို့ပေါ့အမားတော့ဒီ27ရက်သူ့ကိလုံးပြီးတဲ့နောက်ဒီကသူ့လိုပြင်းထန်ဒီတော့တိုက်ပွဲတွေပြင်းထန်လာတာတော့အဓိကအစိုးရဘက်ကသိသိရတယ်။အဲ့ဒါပဲလိမ့်လာသိရှိရတယ်။အဲ့ဒီပေါ်မှာဒါစစ်တပ်ကထိုးထိုးစစ်ဆင်တာပေါ့နော်။ အစိုးရဘက်ကဘာမှမပြောဘူးအဲ့ဒီပုံမှာလည်းအခုကတော့လူသူတွေအင်္ဂရောပါဝင်ပေါ့နော်တော်တော်လေးကိုအံ့ဩနေတယ်အရင်ကသမဏသိသိနှောင်းဆိုတော့ဒီလိုနေထိုင်မျိုးမှသူကမချမချပြောပါတယ်နောက်ပိုင်းမှလည်း NLD ဆိုရတော့ဘာမှမပြောဘူးအရင်ကတော့သူတို့တော့တိုက်နေတယ်ဟိုဘက်ကခံနေရတယ်စိတ္တိဒုက္ခတွေလည်းအများကြီးတိုးတိုးလာနေတယ်ဒါတွေကိုသူတို့ကလုံးဝကိုဂရုမစိုက်ကြလို့နေတယ်ပေါ့လေ အဲ့လိုနေအမျိုးရတော့ဒါအေးဒီနေတော့ဟိုမဖြစ်သင့်ဘူးလို့တော့မြင်တယ်အခုဖြစ်စင်မှာအဓိကဥတီတက်ထားတိုက်ခိုက်တာကတော့မူဆယ်၁၅မိုင်ကုန်သွေး